ဒီရိယသစ္စာတရားနဲ့ဆက်လင်းလို့ပွန်းတာဟာဘယ်ကြဘူးလို့လေဗျာမှန်ပါဗျာဘယ်မှခေတာလဲမကြဘူးဖြစ်မှာနော်မှန်ပါဗျာစားတဲ့ပေတဲ့မှာလဲဘယ်မှမရှိဘူးဗျာမှန်ပါဗျာဘယ်မှမရှိတာကိုကြည်ကြချင်းအရိယသစ္စာတရားဟာဘလောက်ချောက်ကတ်နေတယ်လို့ဆိုတာဟုတ်ပြောရမှာနော်အရိယတစ္ဆာတရားဘလောက်꽌နေတယ်ဆိုတာပေါ့ဗျာနော်စိုးစိုးမြုပ်နေတာပါတကယ်စိုးစိုးမြုပ်နေတာဗျာအဲ့တော့ဒီအရိယတစ္ဆာတရားကိုမမြင်တော့ပြောမစင်ကံလည်းပဲမမြင်မြန်သေးတော့ဘောဗျာနော်တမန်ဗျာကံမမြင်တဲ့အခါကျတော့ တရားဟောခဲ့တယ်ဆိုတဲ့တရားတွေကလည်းကံဟောခွက်တည်းကြီးပဲအကြည့်ဟောတယ်မှာကံဟောခွက်တည်းကြီးတဲ့ဖြစ်ပေမဲ့လို့ကံမမြင်တော့လည်းပဲဒီကံကိုဟောခွက်တရားများတဲ့အခါကျတော့ပြုတော့ယူရမှာတော့ဖြောက်ပြလို့မရဘူးဆိုတော့ဖြောက်ပြလို့မရတဲ့အခါကျတော့ချေးကကံယူကြတဲ့သူတွေနှီးကိုပြီးပြီဗျာဒီမှာအဲဘာလဲဆိုချင်းတို့ဘသူတို့ရဲ့ကံနှီးတွေကိုပြီးပြီဗျာပြီးတဲ့အခါကျတော့ကံနှီးမောက်ကုန်တာမဟုတ်လားဗျာအဲ့လိုမျိုးနဲ့ကျုပ်တို့ဒီအဆန်းခရင်တရားကြီးညိုတရားဖြစ်အောင်နေတာ တရက်ဖြူရင်းရင်နေတို့လာရင်းလာပြီတို့အခုဖြစ်ကုန်တော့တာလို့ပြောပါတယ်ရေတပတ်မိတပတ်တို့ဟုတ်တယ်ရေတပတ်မိတပတ်တွေတခါတည်းထွက်နေတာတို့ဆိုတာကိုဖြစ်လာအောင်ကြောက်ကြတာဗျအဲ့တော့တကယ်တိုင်းကျွတို့ဘုရားကို ကြီးညိုရင်အရိယတစ္ဆာကိုတကယ်ကျွတို့ခေါ်ကြဟောအရိယတစ္ဆာကိုခေါ်နိုင်မှဘုရားချက်ကျွတို့ခေါ်နိုင်တာလို့ပြောအောင်ဟောဒီအရိယတစ္ဆာတက်ကိုမခေါ်နိုင်ပဲနဲ့ဘုရားရဲ့ဘလောက်အောင်ခြင်းကြီးတွေဝေဝေဆာဆာ လက်ပြေတက်တာကြီးတွေနှစ်ဆောင်တန်းကြီးတွေနဲ့လူပြေဆင်းလာတာကြီးတွေဝေထားတာဘလောက်ခေါ်လဲပဲသိစိတ်ရပါပဲဘာမှမဟုတ်ဖြစ်စိတ်ရပါပဲတကယ်ကြီးပြားတွေပဲဖြစ်မှာပဲလို့ပြောပြောမှာပါတော့အမှန်ကတော့အရိယတ္တပဲပေါ်မှာအရိယတ္တကတော့ဘသူမှကိုမဖော်နိုင်ဘူးနော်ဘသူမှမဖော်နိုင်တာဖြစ်တဲ့အတွက်အရိယတ္တနဲ့ဆက်လျင်းလို့ဖြစ်ပြောလို့ဒီဓာတကတွေမှာဆိုအရိယတ္တတွေအများကြီးပြောခဲ့မှာနော်ဒါကြောင့်နေပဲကြံခဲ့တော့တယ်ဗျာအရိယတ္တခေါ်ချက်ကြံတော့ဘူး ြောရမှာပါနော်တခြားဒီဓမ္မကွက်တွေမှာဆိုလဲအရိယတစ္ဆာကိုခေါ်ရမှာနော်အဲဓမ္မကွက်တွေပဲကြံခဲ့ရညာအရိယတစ္ဆာခေါ်ချက်ကကြံဦးကြာဒီမှာမကြံတော့ဘယ်သူမှအရိယတစ္ဆာဖြစ်ရင်ဓမ္မကွက်တွေတင်ရင်လည်းပေါက်သွားတယ်ဆိုတာရှိတော့ရအဲ့လိုဖြစ်တာအဲ့ဒါအဲ့တော့ဩလို့တကယ်တိုင်းဆိုရင်လို့ဒီအရိယတစ္ဆာဆိုတဲ့ဟာကတော့သုဒ္ဓါရဏာကတော့တသိမ့်ပြင်းပြင်းလောက်ဖြစ်အောင်ကြောက်ချင်းလှလှပြောက်ခဲ့ပြီပေါ့ အခုဒီတော်စကားတောင်စကားထဲမှာဖေးလိုက်တဲ့အထက်မှာမပါသေးတဲ့စကားတစ်ခုပြောတယ်။အဲ့ဒါဘာလဲလို့ဆိုတော့ပရမတ္ထသစ္စာနဲ့အရိယသစ္စာကွဲဖို့အကြောင်းလေးပေါ့နော်ဆရာ။ပရမတ္ထသစ္စာနဲ့အရိယသစ္စာကွဲဖို့အကြောင်းလေးကိုအေးกว่าလို့တို့ပါလို့ပရမတ္ထသစ္စာတွေကိုလို့ဒီဝိပဿနာရှုတယ်ဆိုပြီးရှုတဲ့အခါမှာအရှုခံဖြစ်နေတို့လုံးမိကြတယ်လို့ဖုရားဟောခဲ့တဲ့လက္ခဏာဖြစ်တဲ့ အနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့လက္ခဏာတွေဟာလို့အဲ့ဒီလက္ခဏာတွေရဲ့အတင်ခံရမဲ့လက္ခဏာရှင်ကပရမတ်မဟုတ်ဘူးဟုတ်လားအဲတကယ်တော့လို့ဒုက္ခတွေတင်ခံရမဲ့အရှုခံအာယုံပေါ့ဗျဟုတ်တယ်အရှုခံအာယုံဟာဒီခုနဒီလက္ခဏာတွေကိုကျုပ်တို့ကရှုကြမယ်စေဒီလက္ခဏာတွေရဲ့လက္ခဏာရှင်ကိုကျုပ်တို့ရှုကြပါဟုတ်လားလက္ခဏာရှင်ကဒုက္ခပါလို့ အဲ့ဒါကိုပရမတ်ကိုတို့ကသွားပြီးတော့လက္ခဏာတင်ကြည့်လိုက်တဲ့အခါကျတော့လည်းပဲပရမတ်ကလည်းပရမတ်စနစ်နဲ့ကတော့ဖြစ်ပြီးပြက်နေတာပြက်သွားတော့လည်းမရှိနေတာလည်းပဲအမှန်ဆိုတော့ဒါတော့အိဋ္ဌတွေ့ပြီပရမတ်အိဋ္ဌပေါ့ဒါလည်းပရမတ်အိဋ္ဌမေကနာအိဋ္ဌပေါ့အဲ့ဒီလိုမျိုးလို့နဲ့အိဋ္ဌရဲ့အ낵ကိုပရမတ်ပေါ်ပါမြင်နေရတဲ့အမြင်နဲ့သွားကတ်ကြည့်တော့ဟုတ်ပြီဒီလိုမျိုးလို့မှတ်တာလို့အနတ္တကလည်းပဲအနစ်တာရမရှိဘူးလို့ဆိုတာ ။ဟာပြက်သွားလို့ဘာမှမရှိနေမှာတော့ဟုတ်သားပေါ့ဘယ်မှာနှစ်သားရရှိလို့လဲလို့ဆိုတော့ဟုတ်ပြီဆိုပြီးလုံတော့တာလို့။ဟိုမှာညစင်မှာသင်္ခရောက်ပိုင်းရင်ပေါ်ရောတော့တကယ်။ပေါ်ရောနောက်တကဒုက္ခကလည်းလို့ဥပ္ပတိပဲဥပ္ပတိပဲနဲ့သူကဖြည့်ပြက်ပြီးတကလားအများအားနေရတော့လေနှိမ့်ဆက်သလိုဖြစ်တာလည်းပဲတေးချပြီပေါ့လို့လူတော့သူ့ဥပ္ပရခြင်းကြောင့်ဖြာခြင်းပင်ရခြင်းကြောင့်ဟူသောအကြောင်းကြောင့်ဘယ်လိုဒုက္ခရောက်တယ်ဆိုတာတော့မပြောနိုင် မပြောနိုင်မဲ့တွေးကြည့်ရင်ဖြစ်လိုက်ပြက်လိုက်နဲ့နေနေရတဲ့အဖြစ်ဆိုတာကတော့ဒုက္ခလို့ဆိုတာမျိုးကတော့သူလည်းပဲဒုက္ခလက္ခဏာလို့ဆိုတာကတော့ရတယ်ဩဘုံတရားရအဲဒုက္ခတလုံးလုံးတွေကနေအဲ့လိုမျိုးလို့ဆိုတော့အနိစ္စဒုက္ခအနတ္တလို့ဆိုတဲ့ဖရာရဲ့လက္ခဏာကတော့ဒုက္ခရဲ့လက္ခဏာအခုတင်ကြည့်ကြတာကြတော့ဒုက္ခလက္ခဏာမဟုတ်ပဲနဲ့ပရမတ်ရဲ့လက္ခဏာပရမတ်ရဲ့လက္ခဏာဆိုတော့ဒီလက္ခဏာနဲ့သာတင်လိုက်ရင်ပရမတ်ကတော့ လုံးဝတခါတဲ့ပူးနေတဲ့တဲအိုးတဲ့ချလိုက်တဲ့ရေသက်လို့လို့ဒါမရှိဖြစ်တော့ဟောလို့ဘာမရှိဖြစ်သွားပြီဆိုလို့ရှိရင်အော်ဒီပရမတ်တွေတကယ်မရှိပါလားလို့ဆိုတာဝင်ရခိုင်ရတကယ်ငါကိုတိုင်နေတဲ့နဲ့တအမြင်ရတဲ့လောက်ဖြစ်သွားပြီတကယ်မရှိဘူးလို့ဆိုရဲအဲ့ဒီတကယ်မရှိဘူးလေးပေါက်သွားရင်အာဂါတကွက်ရောက်သွားပြီရှိလို့တဲ့ရင်ယူရောက်တာအဲ့ဒီပါတဲ့တန်းတိုးသွားပြီအဲ့ဒီလိုတန်းတိုးသွားတော့ဘာဖြစ်တော့မလဲ ဘာမှမရှိဘူးလို့ပြီးတဲ့လူကဘာဖြစ်မှာလဲဘာမှမရှိတာကြီးဖြစ်မှာကောလို့အဲ့ဒီတော့ပြောမစင်ထွက်လို့လည်းမရတော့ဘူးလို့ပြီးပြီးပေါက်သွားတာလို့အဲ့တော့သိကြောက်စရာကောင်းတယ်လို့ပရမတ်ကိုရှုပြီးသလားပရမတ်တော့ဘာမှမဟုတ်ဘူးလို့ဆိုတာလုတ်ပြီးလို့ဆိုတဲ့အခါကျတော့အတော်ကြောက်စရာကောင်းတဲ့ဖြစ်ရောက်ပါပြီအဲ့တော့ကျောင်းရဲ့ဒီရက်ပြစ်စစ်ပါးလေးကိုထည့်နိုင်ကြတာဟာဆရာရှင်လက်ချက်တရားထည့်ပါလားအမှန်တော့တို့တို့ဒီလိုဒီဘက်ကအင်း ဘက်ကပြန်ကြည့်ရင်တော့သင်္ကန်းလာကြည့်ကြပဲဒီဥစ္စာရပစ်ရှိပါလေမှာအရုပ၄ပါးသလိုပါနေရစာလေအမှန်တော့တိတူတွေတော့မဖြစ်ဖြစ်သုံးဖို့ဖျားကိုယ်တိုင်ကဖြစ်ဖြစ်ရပစ်ပါဟောသွားခဲ့တာပေါ့ဗျာဟောသွားခဲ့လို့စကားကကြံခဲ့ပြီမဲ့စကားနဲ့ကြတော့ရပစ်ရှိပါတဲ့ကအာယူပါပဲစကားနဲ့ကြတော့သူတော့မသိဘူးလားမိုးပေါ်မှာရှင်းတာမဟုတ်လားမိုးပေါ်မှာအာယူပါဖြစ်သွားရတာတိရင်လေသူကတည်းကသူ့သာသနာနဲ့မတွေ့ဘူးလို့သူတို့ဒီလိုထင်တာမဟုတ်လား တကယ်ကျွတ်တော့အခုအဲ့ဒီပါကိုရောက်ကြည့်မြန်မာဘူးကြည့်ကျွတ်တော့တကယ်ကိုသာသနာအတွက်ခုနကံအတွက်နေရာမရှိတော့ဘူးလားကံအတွက်နေရာမရှိတာဟာဒါဖရားရဲ့ဓမ္မအဆက်နဲ့ကလေးတော်သူမရတာလို့ပြောအဲ့ဒါလဲဆရာတော်အရိယသစ္စာနည်းနဲ့ဒီသက်ကုန်ဥဒ္ဒပါရိသတ်ဆိုတော့ကိုတော့ကပฏิရူပအရာကိုဖွင့်ရတာပေါ့ဟုတ်ကဲ့ပฏิရူပအရာဆိုတာကောင်းမှုဆယ်ပြားဖြစ်ခွင့်တာပฏิရူပခေါ်ဆိုတော့ဩတရားနာတို့ကြောက်ကံနာတို့ညီမလည်းတာဘယ်ဟုတ်မလဲအခု ဒီအာရိဘာပေါက်နေတဲ့ပုံပုံကြီးဒီနေရာမှာနေဒီနေရာဘယ်လိုမှပဋိလိုပါမဖြစ်နိုင်တော့ဟုတ်တယ်ဗောဘယ်လိုမှမဖြစ်နိုင်တော့ဘူးသူရှင်တကောရင်းမြေမှာတက်နေအဲ့ဒါပဋိလိုပါကိုမဖြစ်နိုင်တော့ဘူးမဖြစ်နိုင်ဘူးဘာဖြစ်လဲဆိုသူတစ္ဆန်တည်းအရာရောက်သွားပြီရောက်သွားပြီရောက်သွားပြီဒါဖြင့်ပဋိလိုပါအရက်ဆိုတာဘာလဲလို့မင်းပဋိလိုပါအရက်ကအရက်ကိုပြင်ပါလားကျူပြင်ပါလားဟုတ်တယ်ဗောဗျာတကယ်လူပြားမှာဗောတကယ်တော့ဒီရပ်ပြစီအတလောက်ခန္ဓာကိုဟောပဋိဓိပါရှိနေရမှာဟုတ်ပါတယ်ဒီပုံကိုမျိုးနေရလို့ဘယ်လိုနေရာမျိုးမှနေရပါလဲ ဘာလို့လဲဒီလိုဒီအခုမဟာသမယတုပ်ကိုဟောတာနေတာလဲအဲ့လိုအခုပေါ့တော့ဆရာရှင်ဆိုရင်လို့အခုကြောင်ပြန်ကြည့်ယူဟောဒီမဟာသမယတုပ်ဟောမဲ့နေ့မတိုင်ခင်နေ့ဟာလို့ကပိလန်နဲ့ဒီဝဒဟာတို့စစ်ကြည်ညာပြီးတော့လို့ဟုတ်ပါတယ်ခြားကြတော့မလို့ပဲဘာလို့အခုခင်နေလဲတိုင်နေတာဟုတ်ဟုတ်ပါဟောဒီမှာဟောဒီယောဂီမြေကြီးကလည်းပဲဟလာသကူးရေခန့်ကစုံကြီးအရင်ကကစုံကြီးကောင်ဟုတ်ကစုံကြီးကောင်ဟုတ်လေအဲသွေးချောင်းစီတော့ပါလား ဟုတ်ကဲ့ကျလို့ဆရာအဲ့ဒီညာမျိုးမှာ အိတ်နိုင်ရမှာမဟုတ်ဘူးလို့ဟုတ်တော့ကိုနေသူနဲ့ဒီအိတ်နိုင်ရမှာမဟုတ်ဘူးငါတို့ဘယ်လိုပြောပါမလဲသူနှစ်ယောက်ဆိုညင်းညမှာဘယ်လိုပြောမလဲအတော်လုံးမန်းနေမှာလေဟုတ်ပါတယ်ဟာဒီကျလို့လည်းပြောလိုက်တာလေကောင်းလိုက်တာလားလို့ကဲရေနဲ့မြေဘယ်လိုတံပိုးထားကြမှာလဲဟုတ်ပါရဲ့ဟောရေနဲ့မြေတံပိုးချရတဲ့အဲ့ဒီမြေနဲ့အဲ့ဒီမြေပေါ်မှာနေဘယ်လိုတံပိုးထားကြမှာလဲတဆင့်စီလာတာလို့တခါတည်းကိုပြစ်ချလိုက်ကြတဲ့လက်နဲ့တွေကိုအဲ့ဒီကလေးကိုချောင်းနဲ့ကိုမျောပလိုက်ဟုတ်ပါရဲ့တကယ် तू ကတော့ မြင်သွားကိုလည်းပြောနေတဲ့ပုံဒါပြင်အဲ့ဒီနေရာကိုကဲအဲ့ဒီကစုံလားဒီဒီနေုံလားမပြည့်ခင်အဖိတ်နေနဲ့လာပြီတော့ဒီအနေအကွာကြီးကွာတာကိုကြည့်တော့ဟောဒီနေရာဘာလို့ပြည့်စုံပါဖြစ်ပါလားဟုတ်ပါရဲ့။အရာကပရိသုပါလား၊ဓမ္မကပရိသုပါပြရလား။ဟုတ်ကဲ့ပါဗျာ။အဲ့တော့အားငယ်ကြတော့မရှိရလို့သာဂိတနေမတိသူကလုပ်လို့ရပါလေ။ဒီကလည်းသိမရန်ကုန်ရောက်တဲ့ကြောင်းလာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့။တကယ်တော့ဟုတ်ပါရဲ့ဗျာ။ဒီဓမ္မရှိတဲ့နေရာဟာ ဒီရဟန္တာရှိတဲ့နေရာတော့ဟာမွေးလျော်ပြရဲလို့ဆိုတာမျိုးပြောတာမဟုတ်လားဗျာတော့ဆိုတာတကယ်ကြတော့ပဲမွေးလျော်ပြအကောင်းမယ်ဒါပေမဲ့ရဟန္တာများရှိမယ်ဆိုရင်ဒီတော့ကမွေးလျော်ပြအကောင်းတယ်ရာမဏိယကဆိုပြီးတော့ဒီလိုမျိုးပြောတာပါဗျာတကယ်ဟုတ်ပါတယ်ဒီအရိယတစ္ဆာတာထွန်းကားနေတယ်ဆိုရင်လူလောကအတွက်တကယ်နေသေးခြင်းဝင်နေရတော့ပြရတော့မှာပဲမဟုတ်လားဗျာဘာလို့ဆိုအတိတရားတွေလည်းပဲရပြီးလကြလားအတိတရားတွေနဲ့ညီနာတဲ့ကိုယ်တော်နှလုံးတွေကလည်းရှိနေကြမှာလို့ဆိုတော့ဒါတကယ်မွေးလျော်ပြနေရဖြစ်တော့မှာပါဗျာအဲလိုမျိုးလို့ ရပါပါဗျာ။ဒါမှညည်းရပါမရှိနိုင်။ဟုတ်တယ်ညည်းရမရှိတော့ဘူး။ညည်းလည်းပဲတိုင်းမီလေးညီမန်းတိလေးလေးဟုတ်ပါရဲ့။ညီမန်းတိလည်းဖြီးမယ်လေး။ဟုတ်ပါရဲ့။တစ်ချိန်ဖြီးမြတ်နှစ်ချိန်ဖြီးမြတ်နှစ်ချိန်ဖြီးမြတ်သုံးချိန်ဖြီးမြတ်မက်သက်ကအသေးချာမှာလားခုနှစ်ချိန်နဲ့ပုံမရှိရဘူးလေ။ဟုတ်ပါရဲ့။တကယ်ကြတော့ဒီခဏလေးတော့အဲ့လိုပြောလိုက်ကြတယ်သူဆရာကြီးကိုကိုကယူယူလေးပြောတာသူကပြက်ပြက်ပြေးပြေးပြောတယ်လို့ထင်သွားတာဗျာ။ကိုကတကယ်ယုံကြည်ပြီးပြောတာနော်။ဘာလို့ကိုတကယ်လို့တော့လဲလေ။တကယ်ဦးရင်းဖြစ်ရာကြီးကပြန်ပေါ်တတ်ပါလေ။ ဟုတ်ပါတယ်။ဒီကဗီဇာမဟုတ်တာနေမှာပေါ့နော်။ဟုတ်ပါတယ်။ဒါလည်းတတ်တက်ခတ်တုဆိုတော့လည်းပဲ။ဒါလည်းဘုရားသာသနာမှာဘုရားလည်းကိုယ်တိုင်ဒီလိုပဲကျုံ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 သွားမှာမနဲ့ဒီပါလေ။ Okay ။မတစ်ချိန်နဲ့ပြင်ပြအောင်ပေတယ်ကွာနှစ်ချိန်။ဟုတ်ပါတယ်ဗျာတကယ်တော့လည်းပဲကိုကဒီအပေါ်မှာဘုရားစောထားတာတိတ်များတဲ့ဆိုရင်ပေါ့နော်။အခုကကြာထားတာ။ဘုရားကနေတဲ့ဆိုရင်ပေါ့။အဲ့ဒါဆိုလို့ရှိရင်လည်း ဆိုရင်တော့ပေါက်ပွင့်ကိုဖွေးမြော်တယ်ဆိုတဲ့အမျိုးလို့ပေါ့လေကျွေးလာတဲ့ဟာကတော့ပေါက်ပွင့်ပင်မောဟာတော့ကျန်သေးတာဆိုတာမျိုးပေါ့လေအဲ့လိုမျိုးလို့ပေါ့နော်အကောင်းနဲ့ထင်တာမျိုးကတော့ကျန်နေသေးတာပေါ့နော်အဲ့ဒါမျိုးကိုကိုကနေပြီးကလားအကုန်လုံးကိုအထိအဲမကောင်းဘူးလို့ဆိုတာမျိုးတကယ်မြင်သားပြီလို့ထင်တော့နပြီးသွားမှာပေါ့ဒါကိုကအဲ့လောက်အထိညာကိလေသာမထူလျော်ဘူးလားထူလျော်သလားဆိုတာတော့ဒါကိုကိုကြည့်အောင်ပေါ့နော် တကယ်တော့မြင်သွားပြီဆိုရင်တော့လည်းပဲမသိပါဘူးညသူကပြီးရပါပဲဟာအဲကျုပ်ကပြောတယ်အဲ့ဒီအခုတော့တကားတောင်းနေတာတဲ့မှာပေါ့နော်အေးလို့တကယ်တော့ပရမတ်ကိုတို့ကြည့်မိတာဟာတော့အရိယတစ္ဆာနဲ့မကွဲတာကတော့တော်တော်မကောင်းဘူးလို့ဘာဖြစ်လို့တော်တော်မကောင်းဘူးလဲလို့မေးရင်လို့ဒုက္ခနဲ့ဒီပရမတ်ကိုလို့လွဲခြင်းစရာတော့အတန်ရန်ရှိတာပေါ့လို့ ဥပမာလို့ရှင့်ကိုငွားရုပ်လောက်ထားမယ်။ကြားရုပ်လည်းလောက်ထားမယ်။နတ်သမီးရုပ်လည်းလောက်ထားမယ်။လောက်ထားမယ်ဆိုရင်ဒီရှင့်ကိုချောက်ပြီးတော့နေနေပြီးနတ်သမီးရုပ်ကလေးလောက်ထားရင်လည်းပဲရွှေလေးပါလေးချတော့ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါရှင့်မှာပဲလို့လောက်ပြလိုက်လို့ဖြစ်ဘူး။ဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်သူ့ထဲမှာရှင့်နေရတာအဖြစ်ပေါ့။ရှင့်နေ ਉਹ ပဲပေါ်ထားတဲ့ပုံ။ ျွတ်နေကိုပဲပုံခေါ်ထားတာဖြစ်တဲ့အတွက်ဒါနတ်တမီးယုတ်မဟုတ်ပါဘူးလျှော့ပါဒါကြားယုတ်မဟုတ်ပါဘူးလျှော့ပါလို့ပြောရင်တော့ဒါကလေးတူပဲအကျော်ပြောတော့ကနော်ကလေးရတော့လို့သူကနတ်တမီးဆိုတာဖြစ်လေသူမသိနိုင်ကြားသည်လည်းသူမသိနိုင်သူကကျွတ်မယ်တည်းဟာကျွတ်မယ်တည်းတာဖြစ်တဲ့အတွက်ဒါကျွတ်လို့ပဲသူပြောမှာတကယ်သိတတ်တဲ့သူကြရင်တော့ကျွတ်ဟာတမှုတစ်ပဲလောက်ပဲတံပါဖြစ်တယ်လို့ ဟောဒီအယုတ်ကြရင်တော့တရား200လက်ကတထောင်နှစ်ထောင်လက်မကလည်းပဲစမ်းပါလို့အတိတ်ရဖြစ်သားတော့အဲ့ဒီတော့ပြောတယ်တော့မပြောနဲ့တော့ဦးကျန်းခွဲတော်ဘုရားကြီးဟောတာတော့မဟုတ်လားအဲ့တော့ပြောမယ်ဆိုရင်လို့အရိယတစ္ဆာနဲ့ပရမတ္ထတစ္ဆာအဲ့လောက်ခြားနာတယ်လို့ပရမတ္ထတစ္ဆာကပြောမယ်ဆိုရင်ညွန့်တယ်သိတာလို့ဒီညွန့်နဲ့ပဲဒီအယုတ်ကလည်းပဲလှုပ်ထားရတာ ဖြစ်ပေမဲ့အယုတ်တံကိုဆိုတာကရှိပါပြီလို့အဲ့လိုပဲဒုက္ခအရိယတစ္ဆာကိုပရမတ္ထကြီးကောင်း ပရမတ်ဒီကောက်တဲ့အခါကျတော့သူပရမတ်မျက်စိနဲ့ပဲသိတယ်လို့ဒီပဲရောက်မှာပေါ့ဗျာနော်စစ်စစ်လေးစမ်းအဲပရမတ်မျက်စိနဲ့ပဲသိလို့ဒါသူပရမတ်လို့ကောက်တာပေါ့အဲပရမတ်မျက်စိနဲ့သိတာအပြင်ဒုက္ခသစ္စာရှိသေးလို့လားသူဟာဒုက္ခသစ္စာတဲမှာပရမတ်ပါတာနဲ့တော့ဒုက္ခသစ္စာဟာပရမတ်လို့လုံးနဲ့ပရမတ်တံပိုးနဲ့မဆက်နဲ့ဥပမာကျုပ်တို့ကိုယ်ထဲမှာပထုရဘောတည်သောဝါရောပါတယ်ဒီမှာကျုပ်တို့ကိုယ်ပထုရဘောတည်သောဝါရောနဲ့ဖြတ်လို့မရဘူးကျုပ်တို့ကိုယ်ထဲမှာအယိုးပါတယ်အသားပါတယ် ဒီအယိုးသားနဲ့တံပိုးဖြတ်လို့သူတို့ကိုမရဘူးနော်ဒီမှာဖြတ်သူတို့ကိုအယိုးသားနဲ့တံပိုးဖြတ်မယ်ဆိုရင်ဟိုနွားကိုပိတ်တာချိန်နဲ့ရောင်းတာလို့ဖြစ်မှာပေါ့နော်အဲ့လိုဆိုတော့အသားပိတ်တာချိန်ဘယ်လောက်ရှိတဲ့အတွက်ဘယ်လောက်ဖိုးတန်တယ်ဆိုတာမျိုးလို့ဆိုရင်သူတို့တံပိုးဖြတ်တာတွေဟာမှားကုန်ပြီမယ်ဒါမှအခုခင်ဗျားနော်လို့ပရမအနိစ္စဒုက္ခအနတ္တရှိတာကပြောမဆိုရင်အသားတံပိုးနဲ့အသားအလေးချိန်တံပိုးနဲ့ဖြတ်တယ်လို့ပြောလို့ဒုက္ခတစ္တာကိုဖြတ်တာလို့ ဒါအဲ့လိုမျိုးလို့ဖြတ်ပြီလို့ဆိုရင်အဲ့ဒီလိုကလေးပြောရတာလို့ကျွန်တော်ပြောတာပြောရတာငါရဲ့အရှိအသေးလေးကိုတောက်နေပြီအရင်သေးပါဘူးဟောရဲမရှိဘူးတမိုးမှန်ဒီမမြင်နိုင်ဘူးအဲတမိုးမှန်ဒီမမြင်နိုင်ဘူးဒါသူကပြည့်နိုင်တဲ့ချိန်နဲ့လည်းပြောက်နေပြီကျေသူတွေလည်းပြောက်နေပြီဒါကလေးချိန်နဲ့ပဲဖြတ်တာဟောတာကျွန်တော်ကျွန်တော်အဲ့လိုမျိုးလို့ဆိုတော့ဒါကလေးပဲပါလို့တကယ်တော့ကလေးကကြောက်ချာကောင်းတယ်လို့ဒါပြောလည်းဆက်ပြောရပါလား ်ကလေးဘယ်လိုကြောက်ကြအောင်လို့ဆိုကလေးကဘာမှမှမသိတာဆိုတော့ခေါင်းပေါ်တင်ထားတဲ့ပစ္စည်းလဲခြေောက်နဲ့ချပြီးမိမိလင်းတာလင်းတာပြောမစင်းလည်းပဲနေစားချစားလိုက်တယ်စားရင်စားမှာလို့သွန်ပြတဲ့ပစ္စည်းလည်းပဲဒါထက်ထက်ထက်ပါကလေးကကြောက်ကြအောင်တယ်လို့ဘာမှမှမသိတယ်လို့ဆိုတော့လို့အဲ့တော့ကလေးကကြောက်ကြအောင်တယ်ဆိုရင်ဒီကလေးလိုဖြစ်နေတဲ့ဖြစ်ကလည်းပဲဒီပရမတ်ကိုဒီအရိယတ္တလို့ထင်နေသူရဲ့ကြောက်ကြအောင်တယ်လို့ ။ဒါကြောင့်ပြောတာပေါ့။အော်ဘလို့ကြောက်စရာကောင်းတော့ဆိုတာပြောရမယ်ဆိုရင်ဟောလို့။သူတို့ကလေးလိုလူတွေဖျားတတ်ကြတယ်ဒီလိုပြောတာ။ဖျားကိုတတ်တယ်လို့ကျွန်တော်ပြောတာ။ဟာဒီလူတွေဖျားရှိခိုးပါတယ်ဟော။ဖျားကိုမတတ်ပါဘူးပေါ့။ကျွန်တော်ဖျားရှိခိုးမှသူတို့ဖျားမသိဘူးလို့သူကပြောတယ်။ကျွန်တော်စီဒီတွေဆင်းတူတွေလည်းပဲသူတို့လောက်ကြပါတယ်လို့ပြောတယ်ပေါ့။ တီရီတီတဲပြီးရှင်မဖရားကွယ်ကြတာလုံနေကြပြီမလားသူဖရားမသိမသိဘူးမဖရားကိုကွယ်ကိုထားလိုက်တာလေဒါလေပန်းနေရေချမ်းနေစီမီးတွေလည်းပဲလှူကြပါတယ်ပေါ့ဖန်းနေလည်းလှူကြပါတယ်ပေါ့လှူတဲ့သူလည်းဖရားမသိဟာဟုတ်ပါမလားပေါ့သူတို့ပြင်ဒါဖရားကိုအောက်မိတ်ကြပါတယ်ပေါ့မသိဘူးဘာဖြစ်လို့မသိတာတော့သူတို့ပြေဂုံတော်တွေလည်းပဲဒါစစ်ခိုးကြပါတယ်ပေါ့ ကုံတော်တွေသိရမယ်လို့ဘုရားမသိဘူး။ဘာလို့ကုံတော်သိရတာနဲ့ဘုရားမသိဘူးလို့ပြောရတယ်လို့ဆိုရင်လို့တရတော့သိတယ်ဂုံမသိဘူးဆိုရင်တော့ဘုရားမသိအခုကဂုံတော့သိတယ်တရတော့မသိဘူးဆိုရင်ဘုရားမသိဘူးပဲလို့အဲဘုရားတရမှတို့ရအောင်မလုပ်နိုင်ပဲနဲ့ဆိုတော့ဘုရားဂုံကိုတို့ဘယ်လိုလုပ်ပြီးတော့သွားထားမှာတော့လို့ဟုတ်တော့ဟုတ်ကဲ့အဲ့တော့ဘုရားကိုယ်ကိုတို့သိတယ်ဆိုတာဘယ်လိုလုပ်သွားလုပ်မှာလဲလို့ဘုရားတရားမှတို့မသိပဲနဲ့ဆိုတော့ ။ဟာတရားတရားကဘာလဲပေါ့။တရားတရားဆိုတာဓမ္မတရားပဲ။ဓမ္မတရားမသိရင်ဘုရားတရားမသိဘူးပေါ့ဗျာ။အဲဓမ္မတရားကိုသူတို့ကပရမတ်လို့သိနေပြီလို့ဆိုတဲ့အခါကျတော့ဒုက္ခအရိယတစ္ဆာကိုလောကိတဧကတိတိသေတသိဧကပညာသာနဲ့ယုတ်ထဥဒါလို့လုံးလိုက်တော့ဒီမှာပရမတ်လို့သိတာလို့ပြောမှဆိုရင်ဒီလူတရားလောက်ရှိတဲ့အယုတ်ကြီးကလည်းသိသားပါပဲ။တရားလောက်ရှိတဲ့အယုတ်ကလည်းသိသားပါပဲ ဟုတ်လားတပိုက်လောက်ကြည့်တဲ့ယုတ်ကလည်းတစ်သားပါပဲနဲ့အကုန်လုံးသူတို့ကတစ်သားတံပိုးနဲ့ဖြတ်လို့တကယ်တော့ယုတ်ဟာလို့တစ်သားကတထောင်ကြီးတဲ့တစ်သားကဘလောက်တံပါတော့90တံပါလားလို့တကယ်တော့တထောင်ကြီးတဲ့အယုတ်ကြတော့9000လည်းမကတန်လိမ့်မယ်နော်လို့အဲ့တော့တစ်သားတံပိုးနဲ့ဖြတ်မယ်ဆိုရင်လို့အယုတ်လုံးလိုက်တဲ့အတွက်တစ်သားကတောင်ပဲ့ရွဲ့သွားတဲ့အတွက်တံပိုးကယုတ်ဟာဥပါလို့တစ်သားတံပိုးတော့ကြာလဲဟုတ်ကြာတော့ပြဲ့ထုတ်ပြင်တာပဲ့ပဲ့ထုတ်ပြရတာဆိုတော့ကြာကုန်ပါလို့ အဲ့တော့လို့ဒီရဲ့ရုပ်ကိုတိသာတဘုံနဲ့ဖြတ်ပြီးဆိုတဲ့ကလို့သံသားလားလို့အဲ့တော့သူတို့ဘယ်လိုလုပ်ပြီးဓမ္မတရားပေါ်မလဲလို့တရားရှင်လို့ဒုက္ခအရိယတစ္ဆာကိုတချို့တို့ကုတ်နဲ့ကိုကရှာပြီးဟောခဲ့ရတာလို့အဲ့ဒီဟောခဲ့ပြီမလို့ဒုက္ခအရိယတစ္ဆာကိုပရမတ်ပါပဲဆိုပြီးအဲဆဲဒလိပ္ပိတိယီနဲ့ပြောလဲပြောမတ်ဆိုပဲတောင်းဖို့ထားရအောင်တကယ်တောင်းဖို့ထားနေတာသူတို့ကလည်းကာမပဲတိတယ်သူမဟုတ်လားကာမတိတယ်သူဆိုတော့ဒီမအဲ့ဒါဘုရားပါပဲဆိုတာ တကယ်အဲ့ဒါပဲတံခိုးထားနေတာအဲ့လိုတော့လို့ဒီလူလေးလို့ပြောမယ်ဆိုရင်ဘုရားကိုဘယ်လောက်သူ့ကွယ်ပန်းနေသန်းနေရေချမ်းနေနဲ့ဘယ်လောက်လူလူတမဘယ်လောက်ပဲတခါတဲ့ဘုရားကိုအဲတော့ဘာဤတိပိအရာတော့ဘာဤတိပိဓမ္မတံခိုးတော့နဲ့လုံးသက်ရှိဓမ္မခန္ဓာ7တောင်းလေးတော့ပြအောင်လုံးမသိဘူးလို့သူတို့အာသိတော့သိတယ်နဲ့တူပါတယ်ပေါ့ဘာဖြစ်လို့မင်းကသိတယ်ထင်တာတော့ပြောတမ်းလို့ခလဲကြသူတို့ပုံပြောင်းသွားတယ်ပေါ့နူးညံ့သွားတယ်ပေါ့နူးညံ့သွားတာကတော့လို့ ဖရာမှမဟုတ်ဘူးလို့ခရစ်တော်ကိုသွားပြီးတော့အဲ့လိုမျိုးလို့လုံနေတယ်ပူတော်ရည်သေးတယ်ပူတော်အဲမောဟတ်ကိုသွားပြီးတော့အဲ့လိုလုံနေနေအဲ့လိုလေဒုညနာပဲပေါ့တခြားဘာပညာရက်တရက်ရက်ဖြစ်ဖြစ်သူအဲ့လိုမျိုးလို့လုံနေရင်လည်းပဲဒုညသွားမှာပါပဲလို့အဲ့တော့အဲ့ဒီဒုညနာနဲ့လည်းသူရဲ့ဘုရားဘာသာဖြစ်တယ်ဖရာကိုသိတယ်လို့မှတ်လို့မရဘူးလို့အဲ့လိုမျိုးလို့ကြောက်တီဟိုနည်းကပြောထားတယ်နော်တော်တော်လေးပေါ့လားအဲ့တော့အော်လို့ဒုက္ခပဲလို့ဒါဒီတခါကတော့ ရိုးရဗုဒ္ဓဘာသာနဲ့ဆက်လဲမှာတော့အကုန်လုံးပဲလို့ပြောမှာပဲဗျာဒီသာဂတာ300ကတော့သုံးသုံးလေးလေပဲသုံးသုံးလေးလေပဲဒါပြောလိုက်တာတကားလည်းရောက်တလောက်အကုန်လုံးပြောပြီးမှပြန်ပြန်ကောက်တယ်ဆိုတော့ငွေတရားကိုပြန်ပြန်ကောက်ရတာသုံးသိခုကုဋ္ဌိတာသမားကဆက်ကြ